နင်းဝေသာသမိတ်ဆွေများအားလုံးမင်္ဂလာပါတနင်္ဂနွေသာသမိတ်အတွက်ကို2025ခုစက်တလပိုင်းနိုဝင်ဘာလအတွက်ကိုတလစာဗေဒင်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်အဲဒီစက်တလပိုင်းဆိုတဲ့ကာလမှာတနင်္ဂနွေသာသမိတ်အတွက်အထူးထူးခြားခြားဒါကောင်းနေတဲ့နမိတ်တွေရောငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေနော်လုပ်ငန်းကိန်းကနေပတ်သက်တဲ့ကိစ္စတွေအလောက်ကိုင်းတွေတိုးတက်အောင်မြင်လာမယ်ငွေကြေးကိစ္စတွေအထူးအဆင်ပြေအောင်မြင်လာနိုင်တယ်ဥပမာကားကိစ္စနော်ကားနဲ့ပတ်သက်တဲ့ကိစ္စတွေ ။အဲငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာကိစ္စတွေကထူးထူးခြားခြားအဆင်ပြေအောင်မြင်နိုင်ပါတယ်။ချစ်အချင်းနှချောင်းဝင်လာတတ်ပါတယ်မိမိရဲ့အချင်းနှချောင်းဝင်လာတတ်တယ်။နော်အလှူဒန်းကိစ္စမင်္ဂလာကိစ္စတွေအဆင်ပြေမယ်။ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အချင်းရေးကိစ္စတွေမင်္ဂလာကိစ္စတွေကထူးထူးခြားခြားအဆင်ပြေအောင်မြင်မဲ့အချိန်ခါမျိုးဖြစ်ပါတယ်။ခွေးခွေးတို့ကြောင်တို့ နော်ကြက်ပဲနော်တနင်္လာနေ့ပစ္စည်းတွေလည်းထူးထူးခြားခြားဒီ၁၇လပိုင်းဆိုတဲ့ကာလမှာဝင်လာနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။ကားတို့ကြောက်တို့နော်အဲ့တော့တနင်္လာနေ့ပစ္စည်းတွေဝင်လာတတ်တယ်တနင်္လာနေ့နဲ့ပတ်သက်တဲ့ငွေကြေးကိစ္စတွေဝင်လာတတ်တယ်အဲ့တော့ဒီရက်ပိုင်းမှာဒီလပိုင်းမှာငွေကြေးကိစ္စတွေစကားပြောမယ်ဆိုရင်ထူးထူးခြားအစဉ်ပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ဒီချိန်ကားမျိုးမှာ တနင်္ဂနွေသားသမီးတွေအနေနဲ့အိမ်တော်သည်တွေအနေနဲ့ဆိုရင်တော့အိမ်တွင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အနည်းငယ်စိတ်ကတိကောက်တွေဖြစ်ကြတတ်တယ်စိတ်ရှုပ်ရှားလေးတွေပေါ်ပေါက်လာတတ်တယ်အချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်သွားနဲ့ပတ်သက်တာတွေဒုက္ခပေးတတ်တယ်သွားနဲ့ပတ်သက်တာတွေနောက်သွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေဒုက္ခပေးတတ်တယ်နောက်ခရီးကိစ္စတွေအခက်အခဲကြုံတွေ့တတ်ပါတယ်ခရီးနဲ့ပတ်သက်တဲ့ကိစ္စသွတ်တန်တဲ့ကိစ္စတွေ အခက်အခဲဖြစ်တတ်တယ်အဲ့တော့ဆွေမျိုးသားချင်းဒီကောင်မောင်တော့လည်းပတ်သက်ပြီးတော့စိတ်နှောက်ယှက်ဖြစ်စရာမျိုးတွေကျွန်တော်တွေ့ရတတ်တယ်အဲ့တော့စကားတွေအမှားယွင်းဖြစ်တတ်တယ်အဲ့တော့ဒီချိန်ခါမျိုးမှာစကားတွေတတိထားတင်တယ်စကားနဲ့ပတ်သက်ပြီးစကားကြွန်တာပေါ့နော်အော်ကြမ်းကြွန်ရင်နှုတ်လို့ရတယ်စကားကြွန်ရင်နှုတ်လို့မရဘူးဆိုတဲ့ဂိမ်းမျိုးဖြစ်ပါတယ်အဲ့တော့ခီးကိစ္စတွေထင်ကောကြမ်းကြမ်းမှုတွေဖြစ်တတ်တယ်အဲ့တော့စကားမှားယွင်းမှုတွေစကားအမှားတွေဖြစ်ပေါ်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ်အမျိုးသမီးတွေအနေနဲ့ဆိုရင်သွေးသားနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေဒီချိန်ခါမျိုးမှာ ဂယုဆိုင်တတိထားမှာဖြစ်ပါတယ်အဲ့တော့ဒီကာလာမျိုးမှာအကျိုးပေးတဲ့အရာဒီစက်လပိုင်းစက်ကာလာမှာအကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အဖြူရောင်တွေအကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကနှစ်ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့တနင်္ဂနွေသတိနဲ့ဒီစက်လပိုင်းဆိုတဲ့ကာလာမှာတလားလုံးအကန်ရကောင်းလက်တွေပွင့်ဖို့ဆိုရင်အမိမိအိမ်ဖျားမှာကန်းကော15ညွန့်သုံးဖို့ကိတ်မုတ်15ကျက်လှူဒန်းကြရပြီစက်လပိုင်းမှာအကန်ရကောင်းလက်တွေပွင့်လာမှာဖြစ်ပါတယ် အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများလို့ဒီဆက်ကလပိုင်းဆိုတဲ့ကာလမှာကံတွေကောင်းတဲ့တွေပွင့်ကြပါစေအလောက်ကင်တွေအောင်မြင်တိုးတက်ကြပါစေဘေးရန်တွေကင်းရှင်းကြပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်နေတဲ့ဒီနေရာကနေဆူတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်အားလုံးပဲချမ်းသာချမ်းသာကြပါစေတနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများအားလုံးတနင်္ဂနွေသားသမီးတွေအတွက်ကို17လပိုင်းနော်2025ခု17လပိုင်းအတွက်ကိုဘေးရန်ဟောစတဲ့ဟောကြားပြမှာဖြစ်ပါတယ်ခုနာမဲ့နိုဝင်ဘာလအတွက် တော့တရင်လာသားသမီးတွေဒီကာလမှာ17လပိုင်းဆိုတဲ့ကာလမှာဘာတွေထူးခြားခြားဖြစ်ပေါ်လာနိုင်လဲဆိုရင်တရင်လာသားသမီးတွေအနေနဲ့ကဒီ17လပိုင်းဆိုတဲ့ကာလမှာစက်ပစ္စည်းတွေအစ်စ်ဝင်လာတတ်ပါတယ်စက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအရောင်းအဝယ်ကိစ္စအထူးအဆင်ပြေအောင်မြင်မယ်စက်ပစ္စည်းနဲ့ပတ်သက်တဲ့အရာတွေအစ်စ်ဝင်လာတတ်တယ်နောက်ဆန်စီစေးစားကိစ္စတွေထူးခြားခြားအဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့စက်တူလုပ်ငန်းတွေနော်အဲ့တော့စစ်ဖက်နဲ့ပတ်သက်တဲ့ကိစ္စတွေထူးခြားခြား အဆင်ပြေအောင်မြင်နိုင်တဲ့အချိန်အခါမျိုးဖြစ်ပါတယ်တနည်းလားသားသမီးတွေအစာချုပ်စာတန်းတွေပြုလုပ်ရတဲ့နော်ဒီတို့မှာစာအုပ်စာတန်းတွေလက်ဆောင်ရတဲ့အချိန်အခါမျိုးဖြစ်ပါတယ်အဲ့တော့ညီကိုမောင်နှမတွေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိတတ်တယ်ဒီအချိန်အခါမျိုးမှာအလုပ်တွေရှေ့ကိုအောင်မြင်တိုးတက်လာမယ်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ခွင့်ရေးခွင့်လန်းကောင်းတွေပေါ်ပေါက်လာတတ်တဲ့အချိန်အခါမျိုးဖြစ်ပါတယ်တနည်းလားသားသမီးတွေအနေနဲ့အဲ့တော့ဒီအချိန်အခါမျိုးမှာတနည်းလားသားသမီးတွေအနေနဲ့ဟာ မြေနဲ့ပတ်သက်တဲ့ကိစ္စတွေအနည်းငယ်စိတ်နှောက်ရက်ဖြစ်ရတဲ့မြေနဲ့ပတ်သက်တဲ့ကိစ္စနော်ကြတာပရိနဲ့မြေနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်တစ်ခုကအမျိုးသမီးတူအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးတော့စိတ်နှောက်ရက်ဖြစ်စရာမျိုးလေးတွေကြုံတွေ့ရတတ်တယ်နော်အဲဆုံးနေပါလေအပြက်တာတို့ပျောက်တာတို့မှန်ကွဲတာတို့ဖြစ်တတ်တယ်အဲ့တော့မျက်မှန်တက်တဲ့သူတွေဆိုရင်လည်းမျက်မှန်ခိုင်းကျိုးတာတို့မျက်မှန်မှန်ကွဲတာတို့ဖြစ်တတ်တယ်အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်ကာလမျိုးမှာတရိဏသာသမီးတွေအနေနဲ့ကစက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေ နော်အယောင်းဝယ်တဲ့ပတ်သက်တဲ့ကိစ္စတွေနော်စံစီစေးစားကိစ္စထူးထူးခြားခြားအဆင်ပြေအောင်မြင်မဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့ခရီးကိစ္စတွေအထူးအဆင်ပြေအောင်မြင်မဲ့ရဝေးခရီးကိစ္စနော်ခရီးနီးခရီးဝေးနှမျိုးစလုံးအဆင်ပြေအောင်မြင်နိုင်တဲ့အချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့ရွှေတဲ့ပစ္စည်းတွေဝင်ကိန်းရှိတယ်အဲ့တော့ရဝေးရနေသတင်းစကားတွေသတင်းကောင်းတွေကြားရတတ်တယ်အဆက်အသွယ်အစ်အကူအညီအစ်တွေရရှိတတ်တဲ့အချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့အဓိကသတိထားမှာတော့ အမြင်နဲ့ပတ်သက်တဲ့ကိစ္စတွေအမွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဲဒီချိန်ကားမျိုးမှာစိတ်ကတိကောက်ဖြစ်ရတဲ့စိတ်နှောက်ရှက်ဖြစ်ရတဲ့အချိန်ကားမျိုးဖြစ်ပါလေအဲ့တော့ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေအနည်းငယ်ဒါညံ့နေတဲ့အချိန်ကားမျိုးဖြစ်တယ်အခြေရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်အိမ်တွင်းရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအနည်းငယ်စိတ်နှောက်ရှက်ဖြစ်ရတဲ့အချိန်ကားမျိုးဖြစ်ပါတယ်အဲ့တော့ဒရင်နာသားသမီးတွေဒီတလတာမှာကျမ်းမာရေးအနေနဲ့ဆိုရင် စီးနဲ့ပတ်သက်တာတို့မျက်စိနဲ့ပတ်သက်တာတို့အနည်းငယ်သတိထားရမယ်မူးတာတို့မောတို့နောက်နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေသတိထားရမယ်အချိန်ကာလမျိုးဖြစ်ပါတယ်နှလုံးအားနည်းတာမျိုးတွေအသွေးအားနည်းတာမျိုးတွေအဲ့တော့တရင်းနာသားသမီးတွေနေဒီ၁၇လပိုင်းဆိုတဲ့ကာလမှာနိုဝင်ဘာလတိုင်းမှာအကျိုးပေးတဲ့အရာအနေနဲ့ကနီညိုရောင်အကျိုးပေးပါတယ်နီညိုရောင်အကျိုးပေးတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်၃ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့တရင်းနာသားသမီးတွေဒီဒီတလတာလုံးကံနေကောင်းလက်နေပွင့်ဖို့ဆိုရင်မိမိရဲ့ပြားမှာ ဇီးဖြော်ရည်ဒါမှမဟုတ်ဇီးကိုဇီးကိုတော့လူတန်းကြီးအဖြစ်တင်းနာသားသူတွေနဲ့တလတာလုံးအကန့်တွေကောင်းလက်တွေပြန်ပြီးတော့လုံလုံငန်းကန်ကန်တွေအဆင်ပြေလာမယ်အကျန်စီတွေအောင်မြင်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတင်းနာသားသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအင်္ဂါသားသူမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသူတွေအတွက်ကို2025ခု17လပိုင်းလိုဝင်ပါလာအတွက်ကိုဗီဒီယိုဟောသံဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ ဆက်တလာပိုင်းနိုဝင်ဘာလဆိုတဲ့ကာလမှာအင်္ဂါသားသမီးတွေအနေနဲ့ကဘာတွေကောင်းပြီးတော့ဘယ်လိုຢာတွေညံ့နေလဲဆိုရင်အင်္ဂါသားသမီးတွေအတွက်ဒီကာလမှာဒီဆက်တလာပိုင်းဆိုတဲ့ကာလမှာဝန်ထမ်းတွေဆိုလို့ရှိရင်လကစားဝန်ထမ်းတွေဆိုလို့ရှိရင်ယာရုတက်တာယာရုတက်တာမျိုးတွေလာတာတို့တာမျိုးတွေကြုံတွေ့ရတဲ့တဲ့ထီပေါက်တလိုမျိုးเนาะထီတွေပါတဲ့ထီဆူကြီးပေါက်တာတို့เนาะထီကန်စမ်းတဲ့ကာလမျိုးဖြစ်တယ်ဒီဆက်တလာပိုင်းဆိုတဲ့ကာလမှာထီပေါက်တလိုမျိုးအငွေတွေအထုတ်တဲ့နဲ့ဝင်တတ်တယ်အဲ့တော့ငွေကြီးဆိုင် ပါတယ်ပြပြကြအစင်တရားမြင်မယ်အဲ့တော့ငယ်ရွယ်တဲ့သူတွေအနေနဲ့ဆိုရင်အခြေရေးမှာစမ်းပွင့်တာမျိုးမျက်နှာပွင့်တာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့ရာထူးတက်တာတို့လာလာတိုးတာမျိုးတွေကြုံတွေ့နိုင်တယ်အဲ့တော့ရုံးပြင်ကနာတရားတစ်ပောင်ရင်ဆိုင်နေရတဲ့သူတွေဆိုရင်လည်းဒီချိန်ကမျိုးမှာကိုယ့်ရဲ့အမှုခင်းဟာအမှုနိုင်မယ်ဆိုတဲ့အချိန်ခါမျိုးဖြစ်ပါတယ်အဲ့တော့အိမ်အောင်တဲ့တွေအနေနဲ့ငယ်ဝဲတဲ့သူတွေအိမ်အောင်ရှင်တွေအနေနဲ့ဆိုရင်သာသမိယတနာထွန်ကားတဲ့အဲ့တော့ကိုယ်ဝန်ဆောင်ရတဲ့အချိန်ခါမျိုးဖြစ်ပါတယ်အင်္ဂါ သာသမီအိမ်အောင်တဲ့နေနဲ့ဆိုရင်သာသမီရဏထောင်းထားတဲ့မိမိအိမ်ဒါမှမိမိရဲ့အိမ်အနီးနားမှာကိုဝန်တဲ့ဘိုက်ကြီးတဲ့ပေါ်တတ်တဲ့နမိတ်ဖြစ်ပါတယ်အဲ့ဒီကိုဝန်တဲ့ဘိုက်ကြီးတဲ့ရှိခဲ့ရင်လည်းကောင်းစွာမီးဖွားနိုင်မယ်ဆိုတဲ့နေသားမျိုးမှာရှိပါတယ်အဲ့တော့အချွေရန်အောက်လက်ငယ်သားတစ်ဖက်နော်အဲ့လိုလိုမျိုးတွေနဲ့ပတ်သက်ပြီးတော့အကျိုးကျေးဇူးတွေခံစားရမယ်အကျိုးပေးတဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ထူးထူးခြားချက်အနေနဲ့ဆိုရင်နိုင်ငံသားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေထူးခြားအဆင်ပြေအောင်မြင်မယ်နိုင်ငံသားလူမျိုးကွဲလူမျိုးခြားနဲ့ပတ်သက်ပြီးဆက်တူဆက်ဖက်လုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာနိုင်ငံခြားလူမျိုးကွဲနဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားအဆင်ပြေအောင်မြင်ပါလိမ့်မယ်လူမျိုးခြားဘာသာခြားတွေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိတတ်ပါတယ်အထယ်တို့ထီးတို့ဖနက်တို့ဝတ်ထယ်တို့ဓာတ်ပုံတို့အဲ့ဒီအစစ်ပစ္စည်းတို့အဲ့လိုပစ္စည်းတွေ ဝင်လာတတ်ပါတယ်တကယ်လို့ဝင်လာခဲ့ရင်လည်းအဲ့ဒါကောင်းသော ဝင်လာခြင်းမျိုးဖြစ်ပါမယ်အဲ့တော့ဒီချိန်ခါမျိုးမှာအင်္ဂါသားသမီးတွေအနေနဲ့ဟာဒီအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေနော်အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေနော်အကြီးကဲနဲ့ပတ်သက်တဲ့ကိစ္စတွေနော်ဖခင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေနဲ့စိတ်နှောက်ရဖြစ်ရတဲ့အကြီးကဲတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်တာမျိုးတွေ မိမိအိမ်နဲ့ပတ်သက်ပြီးတော့အိမ်နေရာထိုင်ခင်းအိုးအိမ်အဆောက်အဦနဲ့ပတ်သက်တဲ့ကိစ္စတွေအိုးအိမ်ကိစ္စတွေမှာအနည်းငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့တယ်အလုပ်ထဲမှာဆိုရင်လည်းအကြီးအကဲကိုဖိအားပေးတာမျိုးတွေကျွန်တော်တွေ့ရတဲ့တယ်နော်ဒီချိန်ခါမျိုးမှာအဲ့တော့အင်္ဂါသားသမီးအနေနဲ့ကဒီချိန်ခါမျိုးမှာအနက်ရောင်ပစ္စည်းတွေပါတယ်ဝင်လာရင်တော့ဒါမကောင်းဘူးဒါအနည်းငယ်အရိထားရမယ်လားတလားဖြစ်ပါတယ်အင်္ဂါသားသမီးအဲ့ဒီကိစ္စကတော့အနည်းငယ်ဒါ ဆင်ခြင်းတတိထားမှာအနဲ့အောင်အဝတ်ထဲတို့အနဲ့အောင်ဘောင်းမြေအနဲ့အောင်အင်ဂျီတွေတတိထားပြီးရှောင်ကြအဲ့တော့ဒီချိန်ကာမျိုးမှာအိမ်တော်တဲ့တွေအနေနဲ့ဆိုရင်အိမ်တွင်းရေးတွေအိမ်တော်ရေးမှာအနေငယ်စိတ်ကတိကောက်ဖြစ်စရာလေးဖူးထက်လေးတွေကြုံတွေ့တတ်တဲ့အချိန်ကာမျိုးဖြစ်ပါတယ်အိမ်တွင်းရေးတွေအိမ်တော်ရေးတွေမှာအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းဥကောင်းနဲ့ပတ်သက်တာတွေအာယုံကျော်အားနေတာမျိုးတွေကြုံတွေ့တတ်တယ်ဥကောင်းနဲ့ပတ်သက်တာအာယုံကျော်အားနေတာတွေမူးတာမောတာတို့နော်အဲ့လိုကိစ္စတွေအာယုံကျော်အားနေတဲ့ကျမ်းမာရေးမျိုးတွေဖြစ်တတ်တဲ့အချိန်ကာမျိုးဖြစ်ပါတယ် အကျိုးပေးတဲ့အရာတော့ဒီချိန်ကာလမျိုးမှာအနည်းအောင်အကျိုးပေးပါတယ်အကျိုးပေးတဲ့ခဏန်းအနေနဲ့ဆိုရင်ခွန်လို့တစ်တူအဲ့လိုခဏန်းနေအကျိုးပေးတယ်အဲ့တော့အင်္ဂါသားသမီးတွေနဲ့ဒီ17လပိုင်းဆိုတဲ့တလတာလုံးကံနေကောင်းလက်တွေပွင့်ဖို့ဆိုရင်ဒီအိမ်ပြားမှာနှင်းစီပန်အနည်းရဲရဲ9ပွင့်လှူဒန်းခြင်းအဖြစ်အင်္ဂါသားသမီးတွေအတွက်ကဒီ17လပိုင်းနိုဝင်ဘာလဆိုတဲ့တလတာလုံးကံနေကောင်းလက်တွေပွင့်ပြီးတော့လုံသမျှကံနေများတွေအဆင်ပြေအောင်လာပါလိမ့်မယ်စီးပွားရေးတွေအားလုံးအဆင်ပြေလာပါလိမ့်မယ်ကျွန်တော်မိတ်ဆွေ အင်္ဂါသားများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအားလုံးဘေးပရာတွေဝေးကွာကြပါစေဗုဒ္ဓဘာသာမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘာသာတွေအတွက်ကို2025ခုနိုဝင်ဘာလ17လပိုင်းအတွက်ကိုတလားစာဗီဒီယိုဆက်တာဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒီစတလပိုင်းဆိုတဲ့ကာလမှာဘုလူသားတွေနဲ့ဘာတွေတွေ့ကြုံနိုင်ရလဲအဘယ်ယာတွေကကောင်းပြီးတော့ဘာတွေဆိုးနေလဲဆိုရင်ဒီဘုလူသားတွေနဲ့ဒီစတလပိုင်းဆိုတဲ့ကာလမှာ အလုံးနဲ့ပတ်သက်ပြီးတော့နော်လုပ်ငန်းထဲမှာကိုယ့်ရဲ့ကိုယ်လုပ်နေတဲ့လုပ်ငန်းတွေမှာအပြိုင်ဆိုင်လေးတွေအနောက်အချက်လေးတွေအနေချင်းဝင်လာတတ်တယ်အပြိုင်ဆိုင်တွေပေါများနေလိမ့်မယ်အဲ့တော့ဒီချိန်ခါမျိုးမှာဗုဒ္ဓသာသမိတွေအနေနဲ့ဟာမိမိအိမ်မှာရှိတဲ့ဒီလောက်ဝက်လက်စားတွေအဲ့တော့ရွှေတဲ့ပစ္စည်းတွေပါတယ်ရှိရင်လေအဲ့တော့ထွက်တတ်တဲ့အချိန်ခါမျိုးဖြစ်တယ်ဗုဒ္ဓသာသမိတွေနဲ့လောက်ဝက်လက်စားတွေထွက်တတ်တယ်အလုံးအကိုင်တွေကဒီချိန်ခါမျိုးမှာအတေလဲတေလွဲလွဲနေတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေချေးကံကတော့ငွေကဝင်တဲ့လောက်ရတဲ့လောက် ပါတယ်လို့မျိုးအဖတ်မတင်တယ်လို့မျိုးငွေကုန်ကြေးကြတယ်လေဒီလာထဲမှာငွေကုန်ကြေးကြတယ်များနေတတ်ပါတယ်ဒီရတဲ့အမှကိုယ်လူယုံလူရင်းနေနော်လူယုံလူရင်းတစ္ဆာပေါက်တာမျိုးတွေကိုယ့်အရှင်ရှိတဲ့အလौသမားတွေအလောက်အငယ်သားတွေထပ်သွားတာမျိုးတွေအလौထပ်သွားတာမျိုးတွေဖြစ်တတ်တယ်ကိုယ့်အိမ်မှာရှိတဲ့အိမ်အောင်ဘတ်တော်လည်းကောင်းတာသမီးတော်လည်းကောင်းအဝေးကိုထပ်သွားတာမျိုးတွေကြုံတွေ့တတ်တဲ့အချိန်ကာမျိုးဖြစ်ပါတယ်ဘုရူတာမျိုးတွေ ော့ဒီချိန်ခါမျိုးမှာဘာတွေကောင်းလဲဆိုရင်လူမျိုးကွဲလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကြီးထောက်ပံ့ကောင်းတွေရတတ်တယ်။နိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့ကိစ္စတွေလူကြီးကြားအဆင်ပြေအောင်မြင်မယ်ဆက်ပစ္စည်းတွေအသက်ဝင်လာတတ်တယ်။ကြတာပရင်းနဲ့ဖုံးတို့မျက်မှန်တို့ဝင်လာတတ်တယ်။မြေကိစ္စအဝယ်တွေအဆင်ပြေမယ်။အဲ့တော့ဆန်စီစေးစားကိစ္စတွေအထူးအဆင်ပြေမယ်။စာချုပ်စာတမ်းတွေလက်မှတ်တွေ ာအုပ်တွေပါတယ်လက်ဆောင်ရတဲ့တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်တွေနော်စိန်တဲ့ပစ္စည်းဝင်တာမျိုးတွေစက်ပစ္စည်းအစ်စ်ဝင်တာမျိုးတွေကြုံတွေ့ရတဲ့အချိန်ကမျိုးဖြစ်တယ်အဲ့တော့ငွေရတော့နော်ရသလောက်ဝင်သလောက်ပြန်ထွက်နိုင်မယ်လူရင်းလုံးလူယုံလူရင်းတွေတပည့်သားသမီးတွေပတ်သက်တဲ့ကိစ္စတွေနောက်အောင်ငယ်သားတွေပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိန်နောက်ချက်ဖြစ်ရတဲ့တဲ့ကာလမျိုးဖြစ်တယ်ဒီအချိန်ကမျိုးမှာစိတ်ကတိကောက်တွေဖြစ်ရတဲ့တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓသားသမီးတွေဒီကာလမျိုးမှာအခြေရေးကံနဲ့ပတ်သက်ရင်တော့ ထူးအဆင်ပြေမယ်အခြေရကံကောင်းမယ်တို့တော့အိမ်တွင်းရဲ့အိမ်တော်ရဲ့နဲ့ပတ်သက်ကိစ္စတွေမှာအနေငယ်စိတ်နှောက်ရှက်ဖြစ်ရတဲ့ကာလမျိုးဖြစ်တယ်အကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဝမ်းပိုက်နဲ့ပတ်သက်တာတွေသတိထားရမယ်ရေချိုးမတာမျိုးတွေဖြစ်တတ်တယ်ဒီချိန်ကမျိုးမှာအဲ့အချိုးပေးတဲ့အရာအနေနဲ့ဆိုရင်ပုံတူသားသမီးတွေဒီတပတ်တာကာလမှာဒီတလတာကာလအစိမ်းအောင်ဆိုတဲ့အရာအချိုးပေးပါတယ်အချိုးပေးတဲ့ကဏ္ဍအနေနဲ့ကတော့လေးတို့ရှစ်တို့ဆိုတဲ့ကဏ္ဍနေပါတယ်အဲ့တော့ရေရာအနေနဲ့ကအာလူးကျော် ခွေးကျွေးတာမျိုးတွေစိတ်မနှံ့တဲ့သူကိုအာလူကျော်ကျွေးတာမျိုးတွေစုလုံခြင်းအဖြစ်ဟိုလူသားမျိုးတွေနဲ့ညံ့နေတဲ့အញ្ញန့်ခိုက်တွေဒီတလတာမှာပြပြောက်သွားမှာဖြစ်ပါတယ်။အကျွန်တော်မိတ်ဆွေဟိုလူသားတွေများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ဇတာပရိသတ်ကြီးမိတ်ဆွေများလုံးမင်္ဂလာပါ။ဇတာပရိသတ်ကြီးတွေအတွက်ကို2025ခုနော်နိုဝင်ဘာလ17ရက်ပိုင်းအတွက်ကိုဗေဒင်ဟောစရာဟောကြားပေးမှာဖြစ်ပါတယ်။ဇတာပရိသတ်ကြီးတွေဒီ17ရက်ပိုင်းနိုဝင်ဘာလဆိုတဲ့ကာလမှာဇတာပရိသတ်ကြီးအနေနဲ့က လူမျိုးကွဲလူမျိုးသားတွေအကွန်ကြီးထောက်ပံ့ကောင်းတွေကိုရတဲ့တဲ့ငွေတွေရုပ်တရက်ဝင်လာတဲ့တဲ့ငွေကြေးကိစ္စတွေအကျွေးကိစ္စတွေလူမျိုးသားအဆင်ပြေအောင်မြင်မယ်အဲ့တော့ကြတာသေးသားသူတွေအနေနဲ့လည်းဒီစက်ကလပိုင်းဆိုတဲ့ကာလမှာဖီပေါက်တယ်လို့အမွေရတယ်လို့မျိုးငွေဝင်လာနိုင်တဲ့အနေအထားမျိုးမှာရှိတယ်အဲ့တော့ခရီးဝေးတွေခရီးနီးတွေအထူးကြရအဆင်ပြေမယ်နိုင်ငံရေးချားခရီးနဲ့ပတ်သက်တာတွေအထူးကြရအဆင်ပြေအောင်မြင်ပါလိမ့်မယ်အဲ့တော့ဝန်ထမ်းတွေဆိုရင်ယာရုတက်တာလာတာတူတာမျိုးတွေဂျုံတွေ့ရတဲ့ အဲ့တော့ဒီချိန်ခါမျိုးမှာကိုယ်အပြိုင်ဆိုင်နေတရားတော်အမှုကင်းနေရုံးမြင့်တာကိစ္စတွေရှိခဲ့ရင်လေကျင်းစီပေါ့အနိုင် ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာ အချွေရံနေတပည့်နောက်အောင်ငယ်သားတွေအကျိုးကျေးဇူးတွေကိုလည်းခံစားရမှာဖြစ်ပါတယ်အဲ့တော့အဝိထေတို့ထီးတို့ဖနက်တို့နာယီတို့နော်စနေနံပစ္စည်းတွေထူးထူးခြားခြားအစ်စ်ဝင်လာတတ်တယ်ဝင်လာရင်လည်းကောင်းသောဝင်လာခြင်းဖြစ်မယ်အဲ့တော့ဒီချိန်ခါမျိုးမှာရွှေတဲ့ပစ္စည်းတွေပါတယ်ရုတ်တရက်ဝင်လာတတ်တယ်ရွှေတဲ့ပစ္စည်းတွေဝင်လာတတ်တယ်အဲ့တော့ဒီ၁၇လပိုင်းဆိုတဲ့ကာလမှာ ကျတာဝိဒါသမီးတွေအနေနဲ့ဟာအကြီးကဲနဲ့ပတ်သက်တာတွေနော်အိုးအိမ်နေရာထိုင်ခဲ့တဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိတ်နှောက်ရှက်ဖြစ်ရတဲ့အကြီးကဲနဲ့ပတ်သက်တဲ့ကိစ္စအဲ့ရနေရာရွှေရပြောင်းရတာမျိုးတွေအလုတ်ထဲမှာနေရာရွှေအပြောင်းလေးတွေကြုံတွေ့ရတဲ့အဆိုးတဲ့နေရာကနေကောင်းတဲ့နေရာကိုရွှေပြောင်းခြင်းဆိုတဲ့အတိတ်ပဲကိုရရှိပါတယ်ကောင်းသောပြောင်းလဲခြင်းတွေကောင်းသောပြောင်းရွှေ့ခြင်းတွေကြုံတွေ့ရမယ်ကဲအညံ့နေပြီးတော့ကောင်းတဲ့အလှည့်ပြောင်းတစ်ခုကိုကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီချိန်ကမျိုးမှာသာသာဝိသားသမီးတွေနေတာ ဘူးကောင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေနော်အာယုံကြောအားနဲ့တာမျိုးတွေမူးတာမျိုးတွေဇကြောထိုးတာတို့ခေါင်းမူးကောင်းကြိုက်သူဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်သတာပိတာသမီးနေနေအဲ့တော့ဒီတလတာမှာသတာပိတာသမီးနေအခြေရေးကိစ္စတွေထူးထူးခြားခြားအဆင်ပြေလေအိမ်တော်တွေနေနေဆိုရင်အိမ်တွင်းရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေမှာအနေငယ်ညံ့နေတဲ့အနေအထားမျိုးမှာရှိပါတယ်အိမ်တော်ရေးကိစ္စတွေအဲ့တော့ဝိဒာသမီးရဲ့နည်းဒီတလတာကာလမှာအကျိုးပေးတဲ့အရာုံနေနဲ့ဆိုရင်အနည်းအောင်အကျိုးပေးပါတယ် နော်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင် ခုနှစ်ဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်အဲ့တော့ကျန်တာပိသားသမီးဒီတလတာမှာကံတွေကောင်းလက်တွေပွင့်ဖို့အကျံစီတွေအောင်မြင်ဖို့ဆိုရင်မိမိအိမ်ဖျားမှာဖျားဆုံးတော်ကတ်တဲ့ခါမှာခညက်ခဲခုနှစ်ခဲဖြင့်ဆုံးတော်ကတ်ခြင်းအပြင်ကျန်တာပိသားသမီးဒီတလတာမှာကံတွေကောင်းလက်တွေပွင့်ပြီးတော့အလောက်ကံတွေအကျံစီတွေအောင်မြင်လာမယ်စီးပွားရေးတွေလက်လာပါတယ်တိုးတက်လာမှာဖြစ်ပါတယ်အဲ့တော့ကျန်တာပိသားသမီးဒီ၁၇လပိုင်းဆိုတဲ့ကာလမှာအွှေပြောင်းလေးတွေ လေးတွေဖြစ်တတ်တယ်အလုံးနေရာပြောင်းရွှေ့ရတာမျိုးတွေအဲ့အဲ့ရနေရာအပြောင်းလဲဖြစ်တာမျိုးတွေကြုံတွေ့ရတတ်တယ်ကောင်းသောပြောင်းလဲခြင်းတွေဖြစ်မှာပါကျွန်တော်မိတ်ဆွေစတာပြီးအလုံးစိတ်ချမ်းသာကြီးကိုကြီးကျမ်းပါတောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ပေါ့2025ခုနိုဝင်ဘာလ17ရက်ပိုင်းအတွက်ကိုဗေဒင်ဟောစရံဟောကြားပေးမှာဖြစ်ပါတယ်ဒီ17ရက်ပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးတွေနေရဘယ်ယာတွေကောင်းပြီးဘယ်ယာတွေဒီဆိုင်ရမလဲဆောင်ရွက်ရှောင်ရွက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တောက်ကြသားသမီးတွေဒီ17ရက်ပိုင်းဆိုတဲ့ကာလမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဖျားဘူးကိစ္စတွေသူတို့ကြာအဆင်ပြေအောင်ပါလိမ့်မယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလှူတန်းကိစ္စတွေအမင်္ဂလာကိစ္စတွေသူတို့ကြာအဆင်ပြေအောင်မြင်တတ်ပါတယ်စက်ပစ္စည်းတွေဝင်ခွင့်ရှိတယ်အဲ့တော့မြေကိစ္စတွေမြေရောင်းဝယ်ကိစ္စတွေနော်အထူးအဆင်ပြေအောင်မြင်မယ်အမွေရတာမျိုးတွေနော်စက်ပစ္စည်းဝင်တာမျိုးတွေ့ရမယ်နော်ကြတာပိနေနဲ့ပတ်သက်ပြီးတော့ဖုံးနေပါတယ်အစ်စ်ဝင်တာမျိုးတွေလည်းကြုံတွေ့ရတဲ့ကာလာမျိုးဖြစ်တယ်မြေရောင်းဝယ်ကိစ္စတွေအထူးအဆင်ပြေအောင်မြင်မဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့ ဆရာသမားကောင်းတွေအကြီးအကဲတွေအကူညီမဆမှုတွေကိုရရှိတတ်တယ်။ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းယာရုတက်တာလာတာတူတာမျိုးတွေဆရာသမားအကြီးအကဲတွေအကူညီမဆတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။အဲ့တော့ဘာသာရေးဆိုင်ရာတွေအကူညီမဆမှုကိုရရှိတတ်တယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေဖျားပုံတော်တို့နော်ရဟန္တာပုံတို့ရှင်သူပလိပုံတို့ဘာသာရေးနဲ့ပတ်သက်တဲ့ပုံတော်တွေရတတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်စာတန်းတွေလက်ဆောင်တက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီအချိန်ကာလမျိုးမှာ တောက်ကြသားသမီးတွေအနေနဲ့ဟာဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စအလှူဒန်းကိစ္စတွေမင်္ဂလာကိစ္စတွေတလူရကြအစဉ်ပြေအောင်မြင်မဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ငွေတွေကလည်းဝင်ငင်းရှိတယ်ဒါပေမဲ့ငွေဝရသလောက်ကလည်းပြန်ထွက် ပြန်ကုန်နေရတဲ့တဲ့အဲ့တော့ဘယ်လိုနေရာမျိုးတွေမှာပြန်ကုန်ရတယ်လဲဆိုရင်ကိုယ့်ရဲ့ဒီလောက်ငွေသားနဲ့ပတ်သက်တာနော်ကိုယ့်ရဲ့ဒီအိမ်တော်ဘက်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုယ့်ရဲ့ဒီသားသမီးလောက်ငွေသားအဲ့လိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေတွေပြန်ထွက်နေရတာမျိုးတွေပြန်ကုန်နေရတာမျိုးတွေကြုံတွေ့တတ်ပါတယ် အဲ့တော့ဒီတောက်ကြတာအသမီးတွေเนี่ยဒီတပတ်တာဒီတလတာကာလမှာတတိထားမဲ့ကိစ္စတွေကတော့ဒီလူမျိုးကွဲတဲ့ကိစ္စတွေလူမျိုးကွဲလူမျိုးကြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်နှောက်ယှက်ဖြစ်ကြလဲဒီကျွန်တော်အရင်တော့ဖြစ်ပွားခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ဖြစ်လာတတ်တယ်အမှုဟောင်းပေါ်တာတော့အနာပေါ်တာမျိုးတွေကျမ်းမာရေးတွေပြန်ဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်တော့တောက်ကြတာသမီးတွေဒီချိန်ကမှကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းအရင်တော့ဖြစ်ပွားခဲ့တဲ့ကျမ်းမာရေးတွေပြန်ဖြစ်တတ်တယ်ဒါဂယုစိုက်တတိထားမှာဖြစ်ပါတယ် တော့တောက်ကြသားသမီးတွေဒီတလနာကာလမှာအကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်ရွှေရောင်လို့အဝါရောင်လို့အကျိုးပေးပါတယ်အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ဆိုရင်ကိုးဆိုတဲ့ကဏ္ဍအကျိုးပေးပါတယ်တောက်ကြသားသမီးတွေဒီ၁၇လပိုင်းဆိုတဲ့ကာလမှာတလတာလုံးကံတွေကောင်းတတ်တွေပွင့်ဖို့ဆိုရင်မိမိအိမ်ဖျားမှာကိတ်မုတ်ကိုးချက်နော်လိမ်မော်ရည်ကိုးကွက်လူတန်းချင်းအပြင်တလတာလုံးမှာအကံတွေကောင်းတတ်တွေပွင့်ပြီးတော့အကျံစီတွေအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ စနေသားလေးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသူတွေအတွက်ကို2025ခုနော်နိုဝင်ဘာလ17လပိုင်းအတွက်တလစာဗီဒီယိုသတင်းဟောကြားပေးမှာဖြစ်ပါတယ်။အဲဒီ17လပိုင်းဆိုတဲ့ကာလမှာစနေသားသူတွေအနေနဲ့အထူးကြကြကံနေကောင်းနေမဲ့ဓာတ်တလဖြစ်ပါတယ်စနေသားသူတွေအတွက်ကအဲ့တော့ဘလို့အရာမျိုးတွေကောင်းနေလဲဆိုရင်အလုပ်အကိုင်နဲ့ပတ်သက်ပြီးလုပ်ငန်းအသစ်တွေစတင်ရတဲ့လုပ်ငန်းတွေတိုးချဲ့ရတဲ့ လုပ်ငန်းတွေကိုယ့်ရဲ့မိမိရဲ့လုပ်ငန်းတွေအောင်မြင်တိုးတက်လာမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်တွေအကူအညီထောက်ပံ့တွေရရှိမယ်ဆိုတဲ့ကာလမျိုးဖြစ်ပါတယ်စနေသားသမီးတွေအနေနဲ့လုပ်ငန်းကိန်းကနေအလုပ်ကိန်းတွေသူသူကြကြအောင်မြင်မယ်အိမ်နွေးရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေဟာသူသူကြကြအဆင်ပြေကောင်းမွန်လာဖို့ရှိတယ်အိမ်နွေးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလုပ်ကိန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအိုးအိမ်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်အိမ်ပြင်းမှုတွေအိမ်မွန်းမှန်ရတာမျိုးကိုယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေသူသူကြကြအိမ် အိမ်အတစ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့အကြီးအကဲတွေရဲ့ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေရဲ့နော်ဆရာသမားတို့မိတ်ဆွေတို့ရဲ့ကုညီထောက်ရရှိတဲ့ပါတယ်အဲ့တော့အလောက်ကိုင်းတဲ့အိမ်နေရာတစ်တွေနော်အိမ်ရာတစ်ပေါက်လာတဲ့တဲ့နော်အကြီးအကဲတွေကကုညီမသားမှုတွေရရှိမယ်ဒီစက်တလာပိုင်းဆိုတဲ့ကာလာမှာစနေသားသမီးတွေနဲ့အကြံစီတွေအောင်မြင်မယ်ဆိုတဲ့ကာလာမျိုးဖြစ်ပါတယ်အဲ့တော့အကြီးအကဲတွေဆရာသမားတွေကကုညီမသားမှုတွေလည်းရရှိတဲ့တဲ့အဲ့တော့ငွေတွေလည်း ဝင်ခွင့်ရှိတယ်ခရီးဝဲကိစ္စခရီးနီးကိစ္စခရီးကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မဲ့ကာလမျိုးဖြစ်တယ်ဆက်ပစ္စည်းတွေအစ်စ်ဝင်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်အော်တခြားသတိထားရမယ့်ကိစ္စကတော့ဒီအချိန်ကာလမှာစနေသားသမီးတွေအနေနဲ့ဟာလူမျိုးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးသားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းငယ်စိတ်နှောက်ယှက်ဖြစ်ရတတ်တယ်နော်အဲတော့နိုင်ငံရေးချားနဲ့ပတ်သက်တဲ့စက်တူစက်ဘက်လုပ်ငန်းတွေနော်အော်စနေသားသမီးနဲ့ပတ်သက်တဲ့ကိစ္စမှာအနည်းငယ်ဒီစနေနံပေါ့နော်စနေနံနဲ့ပတ်သက်တဲ့အဝတ်ထည်နာယီဖက်နဲ့ အဲ့လိုတွေဝင်လာရင်တော့အနည်းငယ်ဒါသတိထားရမှာဖြစ်ပါတယ်။အော်စနေသားသမီးတွေဒီတလတာကာလမှာအိမ်တွေးအိမ်တော်တွေကကံတွေကောင်းနေမယ်အခြေကြီးတွေလည်းကောင်းနေမယ်ဒီကာလမျိုးမှာနာယီတွေပါတွေဝင်လာရင်အဝတ်ထည်တွေ ठी တို့ဖက်နဲ့တို့အနက်ရောင်တွေဝင်လာရင်တော့စနေသားသမီးတွေအတွက်ကဒါအနည်းငယ်သတိထားရမယ်။အဲလက်တွေပိတ်သွားတတ်တဲ့ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုရင်ဒူးနဲ့ပတ်သက်တာတွေနော်ဒူးနာတာမျိုးတွေနော်နောက်နှလုံးအားနေတာမျိုးတွေနော်မူးတာမောတာ ကျစ်တက်တဲ့အချိန်ခါမျိုးဖြစ်ပါတယ်နှလုံးနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေအထူး view site တတိထားမှာဖြစ်ပါတယ်အဲ့တော့အကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အနီရောင်အကျိုးပေးပါတယ်စနေသားသမီးတွေအနေနဲ့အကျိုးပေးတဲ့ခဏန်းအနေနဲ့ဆိုရင်တစ်ခဏန်းအကျိုးပေးတယ်အဲ့စနေသားသမီးတွေဒီတလတာကာလမှာကံတကောင်းလက်တွေပွင့်ပေါ်စေမိမိအိမ်ဖျားမှာအုံးရီတစ်ခွက်လူတန်းကြီးအပြင်အကျန်းစီတွေအောင်းပြီးတော့လက်လာပါတယ်ရှင်လန်းပြီးတော့အလောက်ကင်တွေအစင်ပြေအောင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေစနေသားသမီးများအလုံးကျန်းမာချမ်းသာကြပါ